ပူတင်လေးတွေကိုဒီတိုင်းလုပ်ကြည့်ရတာယူလာပြီဆိုရင်ဖျုံသီးထဲကိုအစားသွပ်ပြီးတော့လုပ်ကြည့်ကြရအောင်နော် အရင်ဆုံးအနေနဲ့ကျမတို့ဖယုံသီးလေးတွေပေါင်းလိုက်မယ်ပေါ့နော်ဖယုံသီးကကြတော့အလုံးကြီးသုံးတာထက်စာရင် အခုလိုမျိုးတစ်ခါစားစာအသေးလေးတွေသုံးပြီးတာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဖယုံသီးအထက်ကအစီလေးတွေကိုထုတ်ပြီးတော့10မိနစ်15မိနစ်လောက်ပေါ့နော်ပေါင်းထားပြလိုက်ပါမယ်ဖယုံသီးပေါင်းထားတဲ့အချိန်ဒီမှာကျမတို့ပူတင်လေးပြုလုပ်ဖို့အတွက်ကြက်ဥလေးတစ်လုံးထည့်မယ်။ပြီးရင်တော့ကြက်ဥလေးနဲ့ဇာတူနီးပါးလောက်နွားနူလေးထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့ကျမတို့တွေရတာအတွက်ပေါ့နော်တကြားလေးတစုံထည့်ပေးလိုက်ပါမယ်အဲတကြားကကြတော့နှစ်နှစ်အောက်ကလေးငယ်လေးအတွက်ပြုလုပ်မယ်ဆိုရင်တော့မထည့်ပါနဲ့ရှင်ပြီးတဲ့အခါမှာတော့ပါဝင်ပစ္စည်းလေးတွေအကုန်လုံးကို ရောသွားအောင်ဝေထားပြလိုက်ပါမယ်။ပြီးရင်တော့ဖျုံသီးလေးတွေထည့်ပြီးတော့နောက်ထပ်10မိနစ်လောက်ထပ်ပြီးတော့ပေါင်ထားပြလိုက်ပါမယ်။ နောက်ထပ်10မိနစ်လောက်ပေါင်းပြီးတဲ့အချိန်မှာဆိုရင်ကျမတို့တွေအထဲကပူတင်းလေးတွေလည်းကျက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပကံလေးတွေထည့်ပြီးတော့အေးအေးခံထားပေးလိုက်ပါမယ်။ပြီးရင်တော့ခလေးငယ်လေးတွေစားလို့အဆင်ပြေမယ်ပေါ့နော်။အစိမ့်လေးတွေစိတ်ပေးထားလိုက်မယ်ဆိုရင်တော့အဲအာဟာရလည်းပြည့်တယ်၊လောရတာလည်းလွယ်ကူတယ်၊ခလေးငယ်လေးတွေအတွက်သေးစားမုန့်လေးတစ်ခုပေါ့နော်။ရပါပြီရှင်။ ေဘီလေးတို့အတွက်တန်ရှင်းကျန်းမှာအာဟာရပြည့်စုံမဲ့အိမ်လုံအစားအစာနည်းလေးများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်။